မင်္ဂလာပါရှင်ကျမတို့ဖူးဤဤနွယ်ပါဒီဗီယိုမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါငလင်ပေးကြုံနေရတာကြောင့်ရန်ကုန်မြို့မှာမြို့တော်ဝင်တကြံမန်တက်ကိုပြန်ဖြတ်ထားပေမဲ့လမ်းလျှောက်တကြံကိုအကျက်နှစ်အမီညာရင်းချင်းပြန်လည်တိဆောက်ဖွင့်လှစ်ခဲ့ပါတယ်လမ်းလျှောက်တကြံမှာရေပန်းတွေလွတ်တာ လှေထဲမှာရေထည့်ကစားတာတနခါလိမ့်တာစတာတွေပါဝင်ပြီးရန်ကုန်မြို့ကန်တချို့ရေပတ်ကစားခဲ့ကြတယ်လို့မြို့ကန်တယောက်ကပြောပါရယ်ရန်ကုန်မြို့ရင်းတကြံမန်တက်ကျူရီမရှိပေမဲ့ရက်ွက်တွေဘီယာဆိုင်တွေနဲ့အင်းအားလန်းရှိစိမ့်လန်းစုပြေစားတောက်ဆိုင်အတွင်ရေပတ်ကစားသူတွေနဲ့ဖြုတ်ပြပွဲတွေလည်းပါဝင်ခဲ့ပါရယ်ဒါပြင်ပြည်သူ့ရင်ပြင်မှာလည်းလာရောက်ရေကစားသူတွေရှိတယ်လို့ရက်ွက်တွေထဲမှာရေပတ်ကစားတာတွေလည်းရှိနေပါရယ် ဒီနှစ်မြန်မာတကြံပွဲတော်ဟာ UNESCO ရဲ့ကမ္ဘာ drum ရင်ကျေးမှုစီရင်ဝင်အဖြစ်သတ်မှတ်ပြီးနောက်ပိုင်းပထမဆုံးကြာရောက်တဲ့တကြံလည်းဖြစ်ပါတယ်ရှင်။မက်စလာနဆက်ရှိကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြီးကြောင့်မြေရွေ့သွားပုံကို American Agatha Agency NASA ပညာရှင်တွေကပုံထုတ်ပြန်လိုက်ပါတယ်။ပုံမှန်ကြည့်ရင်အနီရောင်အဆက်ပြောက်တွေကမြောက်ဘက်ကိုရွေ့သွားတာကိုပြပြီးတော့အပြန်ရောင်အဆက်ပြောက်တွေကတော့တောင်ဘက်ကိုရွေ့သွားတာကိုဖော်ပြပါတယ်။ စကိုင်းပြည့်ရွေကျော်တချောင်းမှာ3မီတာပေအားဖြင့်7ပေကျော်မြေရွက်ဆောင်းသွားတာကိုဒီမြေပုံမှာအဓိကမိမောင်းထုတ်ပြထားပြီးတော့တချို့နေရာတွေမှာဆိုရင်စုစုပေါင်း6မီတာကျော်အထိမြေရွက်ဆောင်းသွားတာမျိုးလည်းတွေ့ရတယ်လို့ဆိုပါတယ်1900ပြည့်နှစ်နောက်ပိုင်းမတ်လ28ရက်ငလင်ဘိုချက်တွေကနေကီလိုမီတာ250မိုင်အားဖြင့်150မိုင်အတွင်းအင်အား9အထက်ရှိတဲ့ငလင်ကြီး6ခုလှုပ်ခတ်ခဲ့ပါတယ် မက်စလာ28ရက်ကငလင်တွေကြောင့်ဖြစ်ပေါ်တဲ့မြေအပ်ကြောင်းဟာအရှိအားဖြင့်ကီလိုမီတာ950မိုင်အားဖြင့်342မိုင်အထိရှိတယ်လို့တွက်ချက်ထားပြီးဒီအပ်ကြောင်းကြီးဟာမှတ်တမ်းတင်နိုင်သမျှမြေပြင်အပ်ကြောင်းတွေထဲမှာတော့အရှိဆုံးလည်းဖြစ်ပါတယ်မြင်းကလင်းကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ရမဲသေးမြို့နယ်တွင်ကကြီးရွာတွေမှာအလူရှင်တွေအရောက်နေတဲ့အပြင် သုံးရီတွေလည်းအခက်အခဲတွေရင်ဆိုင်နေရပါတယ်။အောင်ခန့်သတင်းပေးပို့ထားပါရရှင်။ရင်းပါပဲ။ ပါတယ်ကျွန်တော်တို့စကိုင်းတိုင်းကိုပို့ပြပြီးလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်ရမဲတိမျိုးနယ်တွင်းကမြို့လတီကုံပင်စုမြောက်ပင်စုတောင်ပဲ့စဲဝေယုံတော်တရာဦးမြို့ကောင်းကြီးရွာက နေအောင်ဦး30ရှီလုံးပြိုကျပြီး248လုံးထိခိုက်ပျက်စီးခဲ့ပါတယ်။မြင်းလင်းလှုပ်ခတ်မှုကြောင့်တေဆုံးသူ21ယောက်နဲ့ဒဏ်ရသူ689ယောက်ရှိခဲ့ပါတယ်။ဟိုရွာမှာတက်ဆိုင်ရ သူတို့ဟိုသယင်းတွေကောက်ခိုင်းတာတော့သူတွေလည်းသူတို့သယင်းတွေပြန်ကြည့်ကြည့်ပါတော့နော်အဲပြီးတော့ဒီနေရာလဲဟိုကရောက်ပေါက်တော့နေရပါဘောနေတော့ကျတော့ကျွန်တော်တို့ဟိုနာမည်ကြီးရရွာတော့ရောက်ရောက်တာများတယ်အဲတော့ကျွန်တော်တို့သွားတဲ့ဒီနေ့တင်လာတဲ့ဟာကရောက်ပေါက်တော့နေရမရှိကျွန်တော်နဲ့မှ၃မြောက်ဆိုတော့အားနဲ့ကျွန်တော်ရောက်အောင်သွားပြီးတော့ပြီးသေးရပါဘောနော်အဲ းခဲ့ဆိုးဆိုးပါရဲ့အဲကျင်းကြီးတောင်းနေမြောက်ဆိုရင်တော်တော်လေးဆိုးတယ်အဲဒီတော့ဆိုရင်အင်ဂျင်များရဲ့အင်းများတယ်ပေါ့နော်များတယ်ဆိုးဘူပြက်တွေများတာပေါ့နော်ဘူပြက်တွေများတယ်ဆိုတော့အဲဒီရွာလေးမရောမရောဘူးဆိုတာနဲ့ကျွန်တော်ရောက်အောင်သွားပြီးတော့ကြည့်ခဲ့ပါတယ်အဲကျန်တဲ့အဲနာမည်မရှိသေးတဲ့သူ့ရွာလေးလည်းရှိရရှိရအလားတူသူ့ရောက်ပေါက်နေတာပေါ့နော်ဟိုသူလမ်းပေါ်တင်တာလေးဘာလို့အားနေရောကျတော့စိတ်မရောက်ကြဘူးညကျွန်တော်တို့ကကျတော့မေးမြန်းသွားလို့ရောက်ကြတာ ငလင်တန်တင့်ခဲ့တဲ့ကြေးရွာတွေမှာတောက်သုံးရည်လေးပျက်စီးခဲ့တာကြောင့်အလှူရှင်တွေကတောက်ရည်အတွက်လူထမ်းပေးပြီးမဲသုံးရည်အတွက်အခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့နေကံပရိုက်ကြအတင်းတာဝန်ရှိသူကပြောပါတယ်လက်ရှိကတော့ဟာပေါ့အငွေဟိုဟာပေါ့ရေနဲ့ပေါ့ရေဆိုတာတောက်ရည်ကတော့ဟိုလာလူတဲ့လူတွေကတော့ဘူးဘူးလုံးလုံးလှူနိုင်တယ်ပေါ့သုံးရည်အတွက်ဒီရေတွေကငလင်လောက်လိုက်တော့အောက်ရည်တွေကပူလာလို့ပြန်မရတော့ဘူးပေါ့ဗလားလား ်မူလတိုင်းပြန်များတော့ဘောမူလတိုင်းပြန်များတော့နောက်တစ်ခုကဟိုရေးရတဲ့ရေးပေးဝင်မှုစနစ်တွေမှာဒီရေးစင်တွေကဟိုပြန်ပြီးတော့ရေးထည့်ပြီးတော့ပြန်ပေးဖို့မရတော့ဘူးအန်ဒီရရှိတဲ့အနေထားပေါ့အဲရေးစင်နိုင်ငံတော်ကကျေးလက်ကျေးလက်ရေးစင်တစ်ခုရယ်လူလူဘုပ်ပြုရေးစင်တစ်ခုရယ်ပေါ့သူကတော့ရေးပေးဝင်လို့မရတော့ဘူးဒါကကျွန်တော်တို့ရွာမာကြီးနေနေပြောတာပေါ့ဟိုမြန်မာနိုင်ငံမှာအင်အားပြင်းကလေးလောက်ခတ်မှုကြောင့်စုစုပေါင်းတည်ဆုံသူအရေးအတွက်၄၃၅၅ရောက်နေငလင်ဘေးတင်သူ၃၉၀၀၀ကျော်ရှိခဲ့ပြီး နေဆောင်9000ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ DBB ကဧပြီလ17ရက်နေ့ထိစုစည်းရရှိထားတဲ့ချက်လက်တွေအရသိရပါတယ်။ကျွန်တော်အောင်ခံပါ။ကင်းပြည်နယ်ကော့ကရိတ်မြို့နယ်မွန်ကင်းနယ်ဆက်ကန်းဒီကြီးရွာမှာ တကြံကာလဧပြီလ15ရက်မနက်7:00နာရီခွဲလောက်ကဖုံးအင်းချောင်းကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံ6လုံးကျဲချခဲ့တာကြောင့်ဒေသခံရဟန်းရှင်လူပြည်သူတွေထိခိုက်ဒေဆုံဒဏ်ရခဲ့တယ်လို့စစ်ဆောင်အရေးကူညီပေးနေသူကပြောပါရယ်စစ်တပ်ကလင်းနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်တကြံအကျက်နဲ့ဖုံးအင်းချောင်းကိုဥပုပ်တီလာဆောက်ဖို့ရောက်ရှိနေတဲ့ပြည်သူ6ယောက်ဒေဆုံပြီးအယောက်20နီးပါးဘုံစားထိမှန်ဒဏ်ရရခဲ့တယ်လို့ဆိုပါရယ် လေကြောင်းကနေဘုံကျဲတက်ခိုက်မှုအတွင်မြေပြင်သတင်းအချက်အလက်ရယူနေဆဲဖြစ်ပြီးတည်ဆုံးသူနဲ့တန်းရရှိသူအရေးအတွက်ထပ်မံတိုးနိုင်တယ်လို့ဒေသခံတွေကပြောပါရယ်။ဒါပြင်ဘာသာရေးကိစ္စလုံနေရတဲ့အချိန်မှာဆိုရင်ပြစ်မှတ်လွဲတယ်လို့ပြောလို့မရကြောင်းပြည်သူလူထုဘာသာရေးသမားဘာမှမဆိုင်တဲ့အပြစ်မဲ့ပြည်သူလူထုကိုတိုက်ရိုက်ပြစ်မှတ်ထားပြီးဘုံကျဲတာလို့ Moon Federal Council MSFC လူသားစာနာထောက်ထားမှုနဲ့ကယ်ဆယ်ရေးဌာနမှကပြောပါရယ်ရှင်။ DV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျမကတော့ဖူးအီနွယ်ပါကြည့်ရှုနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်